အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးအတွက်9ရက်17လ2025ကနေ15ရက်17လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုနေလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီတွေပေါ့လေအဲဒီပြဿနာကလာမှာဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲပေါ့နော်အလုံးနဲ့ပတ်သက်ပြီးအစပြောကြပါစို့အဲဗုဒ္ဓဂူသာသမီတွေဒီကလာမှာ အစိုးရဝန်ထမ်းတွေဒါဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေအေးယာတို့တက်တယ်ဆိုတဲ့အနေထားယာတို့တို့မယ်ဆိုတဲ့အနေထားကြီးကျောင်းတက်တဲ့ဂိမ်းချီတော့တော်တော်လေးဝမ်းသာဖို့ကောင်းတယ်ပဲနော် တချို့ရှစ်ပုံရှစ်ခံကြီးမားတဲ့သူတွေဆိုရင်တော်တော်လေးပါယာတို့အစ်စင်နဲ့တော်တော်လေးမြင်သွားတဲ့အနေထားတွေထိပ်ပိုင်ခေါင်းဆောင်အနေထားတွေအားစရယူပိုင်ဆိုင်နေတဲ့အနေထားတွေအားစကျောင်းတက်တဲ့ဂိမ်းတွေမှာပါတော့အဲတော်တော်လေးတော့ဝမ်းသာဖို့ကောင်းတာပေါ့လေနော်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်လည်းဒီကလကလုပ်ငန်းအသစ်တစ်ခုစတင်အကောင်နဲ့ဖော်ရတာမျိုးတွေဖြစ်တတ်တယ်ဆိုင်အစ်စ်ဖွင့်ရတာတို့လုပ်ငန်းတစ်ခုစတင်ရတာတို့ဆိုင်မုတ်အစ်စ်တင်ရတာတို့ဒါမျိုးတွေဖြစ်တတ်တဲ့ဂိမ်းရှိတဲ့အတွက် ဝမ်းသာဖို့ကောင်းတာပေါ့လေတခါမှမတွေ့ဘူးမကြံဘူးတဲ့အကျွေးအကြံလေးတွေနဲ့ဒီကနေ့မှစိတ်သက်သူတဲ့ဘဝတဲ့နဲ့ပေါ့နော်အစတင်ပြီးအကောင်နဲ့ဖွားတတ်တဲ့အနေထားကြီးကြောင့်တော့ဝမ်းသာဖို့ကောင်းတယ်ကောင်းသောပြောင်းလဲခြင်းနဲ့ပြောင်းလဲမယ်ဆိုတဲ့အနေထားကြီးရှိတယ်ဆိုတော့အလုပ်တွေပါလေလုပ်တဲ့ဆိုတဲ့အခါမှာအဲတရားတရားတော့တဝူးချင်းတယောက်ချင်းစားတာစစ်တာလေးမဟုတ်တော့မတူညီမှုတော့ရှိတာပေါ့လေသို့တော့ဒီတပတ်ကာလမှာဆိုရင်အဲပွဲသားတွေပါလေဆိုလို့ရှိရင်တော့အယောင်းဝင်လေးတွေတော်တော်လေးတွတ်တွတ်လဲလဲနဲ့အယောင်းဝင်ကောင်းတဲ့ဆိုတဲ့အနေထားရှိမယ် အထူးသဖြင့်မြေရောင်းဝယ်တွေပါလောက်တဲ့သူတွေဆိုဒီကားမှာတော်တော်လေးအားကောင်းတာပေါ့နော် အရောင်းတော့ဝယ်တတ်တယ်ဆိုတဲ့အနေထားလေးတွေကြုံရလိမ့်မယ်မြေတို့ဆိုင်တို့အရောင်းဝယ်တွေတော်တော်လေးအားကောင်းနေတယ်အဲ့ဒါအပြင်အစားအသောက်နဲ့ပတ်သက်ပြီးရောင်းဝယ်တဲ့သူတွေဆိုလည်းတအားကောင်းတယ်စားသောက်ငွေလုံးကနေရောင်းတဲ့သူတွေစားသောက်ဆိုင်တွေမှာဆိုရင်လူတွေကြိတ်ကြိတ်တိုးပြီးတော့လေရောင်းကောင်းဝယ်ကောင်းပြီးတော့အဲ့ကနေငွေကြီးအများဆုံးရရှိတတယ်တချို့တွေဆိုရင်ဒီကားမှာစီပေါ့နော်စက်သုံးစီတွေဖြစ်စေစောင်းစီတွေဖြစ်စေစီလုံးငန်းတွေလည်းလှုပ်လို့ကောင်းတဲ့အနေထားမှာပါတော့ အအဆင်ပြေတဲ့ဟာလေးတွေရွေးချယ်ပြီးလုပ်မယ်အဲ့လုပ်ငန်းကိုယင်းနှမြုံနိုင်မယ်ဆိုရင်ပို့ပြီးတော့တင်တော့လဲဆိုတာလေးအကြံပေးခြင်းနဲ့စံစဘာတွေရောင်းဝယ်သွလောင်းတဲ့ကိစ္စတွေကလည်းအဆင်ပြေတဲ့ကိစ္စမှာပါတော့လုပ်ပြအောင်လုပ်ပေးပါတော့။အဲ့မှာဆက်သပြီးမာဂျင်နာလေးတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဆရိနာလေးသွားခိုက်တာဖြစ်တဲ့အတွက်ဘုတ်ကူသားသမီးတွေဒီကလာမှာကိုယ့်ရဲ့လုပ်ငန်းဆောင်တော်တွေဒီမင်းဆိုးရတွေကြောင့်လည်းကောင်းစစ်မှတ်ရေးရတွေကြောင့်လည်းကောင်းတဘာဝပေးအန်ဒီရဲ့မိုးတွေများလို့ရေတွေများပြီးတော့ဖျက်ဆီးသွားတာတော့လည်းကောင်းသွားထိခိုက်နေတာလေးတွေလမ်းပိတ်ဆို့ဝါလို့ဖြစ်စေတော့လည်းကောင်း အဲ့ဒါနေဒီအနောက်ရှက်လေးတွေတော့ဂျုံဝတ်တက်တဲ့ဂိမ်းကြီးရှိတယ်တခြားတော့ဂိမ်းဆိုင်ပြီးပေါ့နော်အဲ့တော့ဟိုအဲ့လိုမျိုးကြီးအဲရေနဲ့ပတ်သက်တဲ့ကိစ္စတစ်ချက်သတိထားပြီးဗုဒ္ဓဂုစနေဒုက္ခပေးမဲ့အထက်မှာပါနေတော့ဒီဘက်ကလာကစနေဗုဒ္ဓဂုဒုက္ခပေးမဲ့အဲ့ဗုဒ္ဓဂုနံခိုက်ပြီးဆိုရင်ရေလန်းခိလေးပါတယ်သွားလို့မသိတော့တော့ဘူးရင်နဲ့ပတ်သက်တဲ့ကိစ္စတွေတချို့တွေဆိုရင်ဒီကာလမှာဗျကိုယ့်ရဲ့သီးပင်စားပင်တွေရှိတယ်ဆိုရင်မိုးတွေပါတယ်ရုပ်ရည်များပြီးတော့ရေတွေပါတယ်ဆိုပြီးထိပြီးတော့ပျက်စီးဆုံးရှုံးသွားတာတွေပါတယ်ဒီဖြစ်တဲ့ကိစ္စရှိတယ်တချို့ကတော့ဘုဒ္ဓဘုဒ္ဓ သားသမီးကိုကူစားပြီးတော့သူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပြမှန်မှုပြမှန်ပြဿနာလေးတွေဖြစ်ကိုဖြစ်တဲ့ဆိုတဲ့အနေထားလေးတွေကြောင်းရတဲ့ဂိမ်းရှိတဲ့အတွက်အထူးသတိထားပေးလက်ငန်းဝင်တခုမှဆိုရင်လည်းအောက်လက်ငန်းသားလေးတွေကိုကိုစက်ညင်တော်လာနေပြီးတော့မိသားသူတို့ခုဆိုလည်းညီကိုမောင်နှမအချင်းချင်းစက်ညင်တော်လာနာလေးတွေအဲဒါမျိုးလေးတွေဖြစ်တဲ့ဂိမ်းရှိတယ်နော်ဂီရောစိုက်မှရမယ်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့ဘုရခုသားသမီးတွေကဒီကလာမှာငွေကြေးကံအမရန်လက်လာပါရှင်မယ်ဆိုတဲ့ဂိမ်းထဲမှာပါတဲ့သူကဝမ်းသာဖို့ကောင်းတယ်။ငွေကြေးကံလေးတွေတော်တော်လေးကျွန်တော်တို့သဘောကျတယ်။စုံစုံပြီးထင်တဲ့ငွေကြေးတွေပြန်လဲရရှိတာလေးတွေ မမျော်လင့်တဲ့နေရာကနေအသီးပွင့်နဲ့ရုပ်ရည်ခံစားရတာတွေအားဖြစ်တဲ့အဲရှစ်ပုံရှစ်ငံကြီးမားတဲ့သူတွေဆိုရင်အမွေနဲ့ရတယ်လို့မျိုးပေါ့နော်အစုလိုက်ပြုံးလောက်ရတာမျိုးတွေလောင်းဖြစ်တဲ့ကိန်းကြီးတော့ဝမ်းသာဖို့ကောင်းတယ်ပဲနော်အဲငွေကြီးနဲ့ပတ်သက်ပြီးဘာမှစိတ်ပူစရာမလိုဘူးအဆင်ပြေမယ်တခုတော့အမှားတရားရှိတယ်တစ်ဖက်မှာငွေကြီးကန်တယ်ဘလောက်ပဲအဆင်ပြေပြီးမပြေပြီးတစ်ဖက်မှာလူလိန်ခံရတဲ့ကိန်းတွေရှိတဲ့တော့အထူးသတိထားပေးလူလိန်ခံရတဲ့နော်အဲ့တော့လူရင်းလူယုံလေးတွေတော့ကပြီးတော့အရင်ဆုံးဆိုတဲ့သူတွေကပဲကိုယ်ကိုနောက်ကျောဓာတ်နဲ့တစုံထိုးမှဖြစ်တော့တော်တော်လေးသတိထားပါ ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ဒီကလာမှာအင်္ဂါတာသမီကြာသမီတာသမီအကျိုးပေးတယ်သူတို့စီကအကြံဉာဏ်အကူအညီယူသူတို့နဲ့ပူတဲ့အတိုင်းမြင်ပြီးလုပ်ပေးဒါဆိုရင်ပို့ပြီးတော့ကောင်းတာပေါ့လေနော်စနေဘုဒ္ဓကူကတော့ကိုယ်ကိုကောင်းကောင်းဒီဒုက္ခပေးမှဖြစ်တဲ့အတွက်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်အထူးသတိထားပေးပါနောက်တစ်ခုမှာကျွန်တော်ကဘုဒ္ဓကူတာသမီကျမ်းမာရင်လည်းပတ်သက်လို့ရှိရင် one bike ကတာဒုက္ခရောက်တတ်တယ် one bike one shot ဖြစ်တာတည်းကတစ်ဖက်တစ်ဖက်မှာကျတော့ one မသွားနိုင်တဲ့အတွက် one အဲ one bike တာပေါ့နော်အဲ့လိုတွေဖြစ်ပြီးတော့ one သွားခတဲ့ပြဿနာတွေကြောင့် စီအောင်စင်ကန်သွားတဲ့အနေထားတွေအားစားကြုံရတဲ့တချို့အမျိုးသမီးတွေဆိုရင်တော့သွေးသားဓမ္မတာတို့တိမ်မာရိတ်တဲ့တာတို့ကိုဝင်ရတာတို့စသည်အားဖြင့်ဒါတွေကိုအကျုံးပြုပြီးသွားဖြစ်တဲ့အမျိုးသားတွေဆိုရင်တော့အဓိကအားဖြင့်လက်ခေါင်းနဲ့ပတ်သက်တဲ့ယောဂါတွေပို့ပြီးဂရုဆိုင်မှာရလိမ့်မယ်နော်အစားအစာတွေဘာတွေစားတဲ့ခါမှာခြေထည်ကြောင့်သားလေးမစားဘဲနဲ့ရှောင်ပေးမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းမယ်တမာအဒီဘကြာကြာနဲ့လုပ်တဲ့ကိစ္စတွေမှာတမများဒီကာလမှာလူ့သမားကန်တမအမတန်ဖြစ်ထွန်းအောင်မြင်နိုင်မယ်အလောင်းစားလုပ်တဲ့သူတွေအဲ့ဥပဒေနဲ့မလုပ်ခင်တဲ့သူတွေပေါ့နော်လုပ်တဲ့အလုပ်လေးတွေပေါ့ဒီလောင်းသားတို့ဘာတို့ပေါ့ထားပါတော့ အဲ့ဒါလေးတွေလောက်တဲ့သူတွေဆိုရင်တော့ဒီကလာမှာဆုံရှုံနေနောင်မှုတွေနဲ့ကျွန်တော်တက်တဲ့ဂိမ်းလေးရှိတဲ့အတွက်အထူးသတိထားပေးပါနော်မပေါ်ပါနဲ့အိမ်ကိုလူဝင်လူထွက်လေးသတိထားဆင်ကျင်ပေးပါလူတွေပါတယ်ညညနေလာပြီးတက်ခုတော်မှုတွေတွေအဲလက်မခံရင်ပို့ပြီးတော့ကောင်းတယ်နောက်ဆက်တဲ့လေးတွေပါလာတဲ့ဂိမ်းလေးတွေရှိလို့နော်အချိန်မှာတော့အဲဗုဒ္ဓကုသံသမီးတွေဘာမှစိတ်ပူစရာမလိုပါဘူးချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူအသေးကြတယ်ချစ်သူရှိတဲ့သူတွေလည်းအိမ်တော်တွေပါကြတယ်အဲဒီချက်တွေဆိုရင်ကိုယ်စိတ်နဲ့စုပ်လေးနဲ့တော့လက်ထွက်ဝင်တောင်းတက်တယ်ဆိုတဲ့အနေထားလေးတွေကျွန်တော်တက်တယ် အဲ့ဒါအပြင်ကိုချစ်သူတွေနဲ့ဖြစ်စေအိမ်တော်ဘက်နဲ့ဖြစ်စေမိသားစုနဲ့ဖြစ်စေအဲအရန်ပြောပြနေတာကောင်းတဲ့ခရီးလေးတစ်ခုထွက်ရတဲ့ဂိမ်းလေးရှိတယ်ဖျားဘူးခရီးတို့တောင်မော်ဒေသခရီးတို့တချို့ကကြတော့အမ်ထားပါတော့အေးပေါ့လေအဲ့လိုခရီးလေးတွေသွားလာတဲ့ဂိမ်းလေးမှာပါတဲ့တို့ကအမရန်ကောင်းတယ်ပေါ့နော်ပြောပြနေတာလေးတွေသွားလိမ့်မယ်ခရီးသွားပြီးပြန်လာပြီးနောက်ပိုင်းလဲစီပွားလက်လာပါလိမ့်ပြီးတက်လာလိမ့်မယ်အဲ့ဒီမှာတချို့ဘုဒ္ဓကုသာသမီတွေဆိုရင်ကိုရီသားဟောင်းတို့ကိုအိမ်တော်ဘက်ဟောင်းတို့ကကိုကိုပြန်ပြီးဆက်သွယ်တာကိုစီပြန်ကမ်းလှမ်းတာတွေ ကိုယ်သတိရပါတယ်ဘာညာကိုယ်စီပြန်လာကြမှာလဲဆိုပြီးလာပြီးခွန်းနောက်နာတွေအားစဖြစ်တတ်သေးတယ်တချို့ကတော့အဲ့လိုမဖြစ်ဘူးအရန်ဟိုမတွေ့တာကြာပြီးဖြစ်တယ်ပေါ့နော်မိတ်ဟောင်းဆွေဟောင်းညီကောင်မတော်ဖြစ်စေမိသားစုဖြစ်စေပြန်ပြီးစုံစည်းရတာပြန်ပေါင်းစည်းရတဲ့အနေအထားလေးတွေကျွန်တော်တက်တဲ့ game ရှိတဲ့အတွက်ဝမ်းတာဖို့ကောင်းပါတယ်နော်ပညာရေးနဲ့ပတ်သက်ကြည့်ရင်တော့ဘုဒ္ဓကုသသမီးတွေဖြည့်တဲ့ဆောင်းမွေးအောင်အောင်မယ်ဆိုတဲ့ game ထဲမှာပါတဲ့အတွက်ဘာမှစိတ်ပူစရာမလိုဘူးပညာရေးကိုအဲထထုရှင်အောင်မယ်ဆိုတဲ့ game ထဲမှာပါတော့ကိုယ့်ဘက်ကရှေ့ဆက်ပြီးရှောက်ပါအဆင်ပြေပါတယ်ကွာနော် နိုဝင်ဘာလ9ရက်10ရက်13ရက်14ရက်15ရက်အရက်တွေကတော့အမရန်ကောင်းတယ်အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေတွေစကားပြောဆုံးလို့အောင်မြင်တယ်အဲပြီးတော့ကျွန်တော်တို့တန်သမီးတွေစီကနေမမျော်နေတဲ့အကူအညီတွေရရှိပိုင်ဆိုင်မယ်ဆိုတဲ့အနေအထားလေးတွေရှိလာလိမ့်မယ်ဆိုတော့ထူးထူးခြားခြားဝတ်ဥကုံသူစုစည်းတွေလောင်းရရှိပိုင်ဆိုင်တဲ့လူတွေဆိုရင်အဲ့ကလာမှရတယ်ရလို့တော့မဆိုအဲ့ကလာမှဒိုးတယ်ပေါ့နော်အဲတော်တော်လေးအကောင်းတာပေါ့ပညာရေးနဲ့ပတ်သက်ပြီးဆောင်ဝယ်တွေဘာတွေဖြစ်တယ်ဆိုလဲအဲ့ကလာမှအောင်မီးဆိုပြီးသတင်းစကားကြားရတာကျောင်းလေးဘာတွေလျှောက်ထားလို့ရှိရင်အောင်မီးဆိုတဲ့သတင်းစကားကြားရတာမျိုးတွေဖြစ်တော့တော့ တော်တော်လေးဝမ်းသာဖို့ကောင်းတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့အလူတန်းပွဲလေးတွေမှာလည်းပြပြချင်းချင်းပါဝင်ဆင်နွှဲရတာတွေဖျားဖူးရတာတွေအဲရဟန္တာတွေကိုဖူးထွေးရတာတွေအားစကျောင်းရပါလိမ့်မယ်။နိုဝင်ဘာ17ရက်17ရက်မှာတော့အညာလေးတွေရှိတော့တချက်ခရုစိုက်ပေးမယ်။ဆိုတော့အဲကိုပတ်သက်တဲ့သူတွေကနေပေါ့နော်။အဲစနေဘုတ်ခုတွေတားတော့ကပြီးတဲ့လူရင်းလူရောင်ဒုက္ခပြီးတဲ့အထူးသဖြင့်အောက်လက်ငယ်သားလှုပ်ဖို့ကင်မဲ့အချင်းချင်းဖြစ်စေသားသမီးတို့ညီကောင်မောင်နှမတို့သူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်ကိုဖြစ်မှာဟုတ်ဗျာနော်အဲတော်တော်လေးဂရုစိုက်ပေးပါ အခက်မသိရင်သူတို့ကအကြောင်းပြုပြီးတော့ရေမောက်ခရောက်ပြဿနာလေးတွေဖြေရှင်းရတာမျိုးတွေတော့ဖြစ်တတ်ပါတယ်အဲသတိထားပါဗျာနော်အဲ့တော့ဒီကလာမှာကံရရရထောက်မှတ်မှုတွေအပြေအဝရအောင်အစိမ်းအောင်နှုတ်နှဲ့အောင်အပြာအောင်အဖြော်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါပြင်စိတ်ချပန်းစပယ်ပန်းကြောက်စိမ်ပန်းသစ္စပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ကိုယ်တဲ့ဖျားမှာဖျားပန်းကတ်တာဖြစ်စေနေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးဆွဲပေးပါအဲ့တော့အညနေกินပြီးတော့ကောင်းတဲ့ကံနေပို့ကောင်းအောင်ရေရီယာလေးခြေကြရအောင် စေထမင်းနဲ့ဘရာကျော်လေးကိုမြတ်စွာဘုရားမှာကတ်လုပေးရမယ်။မိမိကိုယ်တိုင်လည်းစားသုံးပြီးအလိုရှိရာလေးဆုတောင်းမယ်။အနီးနားကသူတွေကိုလည်းဒါနပြုကျွေးပြအောင်ကျွေးပြလိုက်ပါ။ကောင်းသောကံလေးတွေပို့ပြီးကောင်းသောတာကောင်းသွားလိမ့်မယ်။အညာလေးတွေပြပြအောင်တော့ဆယ်အဲညနေတောင်းလေးတစ်ခုမှာပေါ့နော်။ထနှက်ကလေးဆက်ရက်ခဲကိုစက်ကူလေးနဲ့ထုတ်ပြီးတော့လမ်းမရခွေးလေးတွေကိုပြည့်ကျွေးပြီးတော့ကြုံရတဲ့အညာလေးတွေกินအောင်တိုင်တယ်ဆုတောင်းပေးပါ။ဒါဆိုတော့အညာလေးအေကံမုတ်ချပြပြောက်တော့ပါလိမ့်မယ်။ဘုရားကူသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ။